သူတို့အားလုံးကြက်ကိုတည်ပါတယ်။ဒီငတ်တွေကကဘာပေါ်ကနေရာတိုင်းမှာစားစာရဲ့အဓိကအရင်းမြစ်ဖြစ်တွေ့ရှိရပါတယ်။စားစာကြောင့်ပြောရမယ်ဆိုရင်နှစ်စဉ်ကြက်ကောင်ရင်82ဘီလီယံကျော်ကိုစားသုံးနေတယ်ဆိုတာသင်တို့သိပါသလား။တကယ်တော့ဒီလိုကြားရတာစိတ်မကောင်းပါဘူး။အတန်ကြားရခြင်းကြောင့်ပြောရမယ်ဆိုရင်ခင်ဗျားတို့အားလုံးဒီအတန်ကိုကြားဖို့မှာပါ။ ကျမတွေတွန်တဲ့အခါအသေးလေးတွန်ကြပါလေသူတို့ကတင့်အနီးနာကတနက်ပြတဲ့နိုင်ရှင်ရလောက်တဲ့အချိန်ကိုကျေလောင်သွားတွန်တာပါဒါကြောင့်ပဲသူတို့တွန်လိုက်တိုင်းမှာသူတို့ရဲ့နားတွေမပြတ်စီအောင်လို့နဘင်းတွေဖြစ်နေကြတာပါအာယံဆမဏီကျက်မျိုးစိတ်ကတကူလုံးအနဲ့ရောင်ဖြစ်ပါလေသူတို့ရဲ့အသေးနှလုံးအယိုးတွေလိုကိုရင်းအင်္ကာတွေတောင်အနဲ့ရောင်ဖြစ်ပါလေ သူတို့ကအတွင်းပိုင်းဒီအနေအောင်ဖြစ်ပေမဲ့သူကြီးကတော့အနီအောင်ပါကျက်ပေါက်လေးတွေမွေးလာတဲ့အခါသူတို့ဘွားတစ်ယောက်လုံးဥမဲ့ဥတွေကိုဥပုံးပုံစံနဲ့ပိုင်ဆိုင်ထားပါတယ်ဆိုလိုတာကတော့ကျက်မရဲ့ဥဝင်ပြည့်စည်သွားတဲ့အခါခန္ဓာကိုယ်ကအဖို့ဟော်မုန်းတွေထုတ်လုပ်လာပါတယ်ဒီအခါကျက်မကရုပ်ပိုင်းဆိုင်ရာပြောင်းလဲသွားပြီးကျဲလောင်သွားတွန်တက်တဲ့ကျက်ဖအဖြစ်ပြောင်းလဲသွားပါတယ်ဒါကအပြင်းပန်းပြောင်းလဲမှုတတ်တတ်တာဖြစ်ပြီးသူတို့ကသားသမီးမရနိုင်တဲ့ကျက်မအဖြစ်ဆက်လက်တည်ရှိပါတယ်ကျက်ဒီကအဆုံစားသတ္တဝါတွေဖြစ်ပြီးမြန်းတဲ့အစီအစံတွေကနေအိမ်မြောင်တဲ့မွေးတွေ ိပါစားသုံးပါတယ်။နာဝီတင်မသိသေးတဲ့အချက်ကတော့သူတို့ကကြောက်စလစ်တွေကိုပါစားသုံးတာပါ။ သူတို့မှသွားမပါတဲ့အတွက်ကျောက်စရိတ်တွေကသူတို့ရဲ့အစာကိုရှေ့ဖြတ်ဖို့ကူညီပေးပါတယ်။ကြက်တွေကညာရီထက်မြက်တဲ့တရိစ္ဆာန်တွေပါ။သူတို့ကမတူညီတဲ့မျက်နှာတရာလောက်ကိုမှတ်မိနိုင်ပါတယ်။သူတို့ကရိုးရိုးတင်ရှာတွက်နိုင်ပြီးအနာဂတ်အတွက်ပလန်ဆွဲနိုင်ပါတယ်။ပြီးတော့သူတို့အတွက်အကျိုးရှိမယ်ဆိုရင်အခြားဖွဲ့ဝင်ကိုပါလှည့်စားနိုင်ပါတယ်။ကြက်တွေကလူမှုရေးသတ္တဝါတွေပါ။သူတို့ကအစာနာတတ်ပြီးတည်ဆုံသွားတဲ့အဖွဲ့ဝင်ရဲ့နာမှာဝိုင်းရံပြီးပူဆွေးတတ်ကြပါတယ်။ ကြက်တီကတဘာဝရဲ့ motion stabilizer ပါပဲ image stabilization ကကြက်တီရဲ့ဥကောင်းတည်ငြိမ်မှုကနေတည်ထွင်ခဲ့တာပါကြက်ရဲ့ဥကောင်းကိုမြေပြင်ထဲထိတာပြီးမြင်းဖြောင်းတစ်ယောက်ဆွဲလိုက်မယ်ဆိုရင်ကြက်ကခဏတာအိတ်နေပြီးထုတ်ရှားတော့မှာမဟုတ်ပါဘူးဒါကိုသိချင်အောင်ဆောင်ခြင်းလို့ခေါ်ပြီးငမန်းတွေပက်လက်လန်တလို့ပါပဲကြက်တီကဒိုင်နိုဆောတွေရဲ့အနီးစပ်ဆုံးမျိုးစိတ်တွေဖြစ်ပါတယ်သူတို့ရဲ့ဟန်ပန်ကိုကြည့်ခြင်းအဖြစ်ကျွန်တော်ဒါကိုမှအံ့ဩပါဘူးသူတို့ရဲ့ကြောက်ရွံ့မှုကိနဲ့စိတ်ဓာတ်နဲ့ဥကောင်းမှာအမောက်ပါတာကြောင့်ဖြစ်ပါတယ်သူတို့က ငှက်ဒီအလုံးရဲ့ဘရင်ဖြစ်တယ်လို့ကျွန်တော်ထင်ပါတယ်။ယုတ်တရဲ့ခြေလောင်တဲ့အတန်ကကြက်တကောင်ကိုတီးသေးနိုင်တယ်ဆိုတဲ့အချက်ကိုဖယ်လိုက်မယ်ဆိုရင်ပေါ့။ဟုတ်ပါပြီ။ဘရင်မာတော်အားနည်းရရှိတယ်လို့ကျွန်တော်ထင်ပါတယ်။ကျွန်တော်ရဲ့ channel ကို like and subscribe ပေးခဲ့ပါအောင်။အားလုံးကိုကျေးဇူးတင်ပါတယ်။